လူတယောက်ကမေးထားပါတယ်ဆရာခမယာလူတယောက်ကတိချင်လို့ပါသူကဇကာစားထိုက်တူတဲ့သူ့မှာရွှေအားဖြင့်ငွေအားဖြင့်နှစ်ခုစလုံးပါမှပိုင်ဆိုင်မှုမရှိဘူးဒါပေမဲ့သူဒီနှစ်ဇကာတရားတာတိန်းသေးစေအဲ့ဒါနဲ့ပတ်သက်ပြီးသူ့မှာဇကာပြန်ထုတ်ဖို့တာဝန်ရှိလားနောက်လူတွေပေးရင်လဲလက်ခံတင့်မတင့်တိချင်ပါတယ်တဲ့လေးစားစွာဖြင့်မိုဟာမက်အစ်ဗရာဟင်နွေအီးရက်ကွက်ဒေါ်ပုံမျိုးနဲ့ရန်ကုန်မြို့ بسم اللہ الرحمن الرحیم زکوٰۃ کا رول ساٹھائٹ مستحق کے زکوٰۃ کو زکوٰۃ پیر نعمہ دعا اری زکوٰۃ ساٹھائٹ تو گو صاحب نصاب لو کھورے ူဟာဇကာတ်ပေးသူဖြစ်သွားတဲ့ငွေကြေးပမာဏအထိလောက်ဇကာတ်ပေးခြင်းကတော့မကရူဖြစ်မကရူဖြစ်တယ်ဒါပေမဲ့အဲ့ဒီဇကာတ်ငွေကြေးပမာဏဇကာတ်ပေးရမယ်ဆိုတဲ့ငွေကြေးပမာဏဆိုတာအခုကျွန်တော်တို့ဥလမာတာဒနာပညာရှင်များဖွဲ့တွေကနေ့ ထုတ်ပြန်ထားတဲ့ DK 2025ဆိုရင်28တိဝန်းကျင်ပေါ့ဆိုတော့28တိလောက်အလားဇကာတူတယောက်တည်းကိုဇကာပေးလိုက်ခြင်းကဒါသူ့ကိုနေစာပြေပမာဏလောက်ဇကာပေးလိုက်ခြင်းလို့သတ်မှတ်တယ်ဆိုအဲ့ဒီလိုပေးခြင်းကမကရူဖြစ်ဆိုမကရူဖြစ်တယ်ဆိုတဲ့နေရာမှာလည်းပဲသူကလိုအပ်ချက် မရှိဘူးဆိုရင်ပေါ့ဒါ तू ကဒီလိုဘယ်လိုပဲပေးပေးမကလူဖြစ်တဲ့အဲ့ဒီလိုကြီးတော့ပြောတာမဟုတ်ဘူးကိလိုအပ်ချက်ရှိတယ်ဆိုရင်တော့ဒါနောက်မစလာတစ်မျိုးပြောင်းအဲ့တော့အဲ့ဒီလိုမျိုးဟလာအဲ့ဒီပမာဏလောက်လူတယောက်တည်းကိုဇကာပေးခြင်းကမကရူဖြစ်တဲ့ဆိုပေမဲ့လည်းအဲ့ဒီဇကာပေးတဲ့လူရဲ့ဇကာကတော့အထမြောက်ပါ ခြောက်ကနာကပြောတဲ့ဒီမကရူဖြစ်တယ်ဆိုတာကတော့အကယ်၍လိုအပ်ချက်ရှိတယ်ဆိုရင်ဥပမာအနေနဲ့အလားလူတစ်ယောက်ကအိမ်မရှိဘူးသူမှမိသားစုလည်းရှိတယ်ဒီကြတာဒုက္ခရောက်နေတယ်ဆိုရင်အဲ့တော့မိတ်ဆွေတွေကစုပြီးတော့အလားသူ့အိမ်တစ်လုံးဝယ်ပေးလိုက်အဲ့ဒီအိမ်ရဲ့ပမာဏကအလားဇကာတ်ရဲ့အလားတောင်းဝန်ကျသွားနိုင်တဲ့အဲ့ဒီနိစာရဲ့ပမာဏထက်အများကြီးများ အများရဆိုရင်ဆိုရင်လည်းပဲသူဟာအလားအလိုပေးပိုင်ခွင့်ရှိတယ်အလားမကရူလည်းမဖြစ်နောက်တစ်ခုကအလားဇကာပေးလိုက်တဲ့ပုဂ္ဂိုလ်ကသူစီမမိသားစုတွေအများကြီးပဲမိသားစုတွေအများကြီးပဲဆိုတော့သူ့ကိုတိန့်တရာလောက်ပေးလိုက်တယ်ဆိုရင်လည်းပဲအလား तू ကအဲ့ဒီသူ့ရဲ့မိသားစုတွေအားလုံးကိုဝေချမ်းဝေငှပြန်ပြီးတော့ तू ပြန်ဝေငှလိုက်တဲ့ခါကြလို့ရှိရင်သူစီမှာ အလားတဘောကအဲ့ဒီနိစပ်ကပမာဏလောက်အဲ့ဒီ28သိန်းလောက်တော့မကျန်ဘူးဆိုအဲ့ဒီလိုမျိုးပုံစံမျိုးနဲ့ဟလာတူတယောက်တည်းကိုအဲ့ဒီလောက်ပမာဏအများကြီးပေးလိုက်တယ်ဆိုရင်လေမကရူမဖြစ်အဲဒါပေမဲ့ဟလာလူတယောက်ကအခုမိကုန်းထဲမှာမိထားတာကသူကဇကာသိန်း40ရသွားပြီသိန်း40ရသွားပြီဆိုရင်အဲ့ဒီသိန်း40သူလက်ထဲမှာရှိနေတယ်ဆိုတော့သိနေတယ် နောက်ဇကာပေးတဲ့လူတယောက်ကတည်နေတဲ့ဒီပုဂ္ဂိုလ်လက်ထက်မှာ340ရှိနေတယ်340ရှိနေတယ်အဲ့ဒီလိုသူ့လက်ထက်မှာ340ရှိနေတယ်ဆိုတာကိုတိတိကြီးနဲ့သူ့ကိုဇကာထပ်ပေးတယ်ဆိုရင်တော့အဲ့ဒီသူ့ရဲ့ဇကာပေးခြင်းအထမမြောက်ဇကာပေးခြင်းအထမမြောက်သူကတိတိကြီးနဲ့ပေးတာအကယ်၍သူကဟာလာသူ့ရဲ့လက်ထက်မှာဟာလာနိစာကေပမာဏလောက်သူ့ရဲ့လက်ထက်မှာဟာလာပိုင်ဆိုင်မှုဖြစ်သွားပြီသူဟာဇကာတရားဝါပြီးတော့မသိဘူး امدی رو تو آ مستحق کے زکاة تو آ زکاة ساٹھ ہے دے لو سو بھی رو بے تو آ پیلائی دا بے پیلائی دے سو اینا تو یہ زکاة کا رو اٹھا میاں کہی تو آ زکاة کے حالا دی 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 نساب کے پمانا گو تو پائن سائن تو آ سرا گو تی بھی جی نے حالا تو گو زکاة پیرے سو اینا ایری زکاة پیرے لوئے حالا زکاة اٹھا ممیاں گو سو بھی رو ماں حالا فتوہ چین ساو تیٹھے ماں یہ تا اٹھا ero ho zakat taile ze ya thare luga agu tu mera ga tu go zakat lapire swe to zakat pyan yua ma so tu myu ya မယူရဘူးအဲဒါလားတူတယောက်ကမတိပဲနဲ့သူ့ကိုသူစီမှာအဲ့တလောက်ပမာဏလောက်ဟလာသူမှာဇကာလက်ဝယ်ရှိနေပြီဆိုရင်မတိပဲလူတယောက်ကဇကာလက်ပေးတယ်ဆိုရင်သူကဘာလို့အောင်မလဲဆိုတော့အဲ့ဒီဇကာမျိုးကိုအဲ့ဒီလူကိုပြန်ပေးလိုက်ရအောင် ری لو پیا بھی لیا میں ڈما مہو کو سولوشی لیا بے باما سواب کے نیت باما ملو بینے تو دنگوی کو تو صدقہ تو لو لیا میں ہن لوگا رو تو کو زکاة پی رہے سورا تو آرو متی لو تو جا ہن زکاة کا رو اچھا میاو تو آلے میں سورا اگو میٹھا رہے پہ پوکو یہ ہلا اپشی گا رو بالے سورا دی پوکو نینے تو کو زکاة لپی کھچائیں تو زکاة میوتین رو سورے چاہوں گو ٹیپیا